အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ဖီလေးကိုမေကူလေးတစ်ခုနဲ့ဆက်လိုက်ခြင်းနဲ့ပေါ့နော်အဲ့ဒီမေကွန်ကတော့ကျွန်တော်တို့ဒီအပြူဆိုင်ရာအကတစကန်မှာကဘာမီလူဆွေရတဲ့အော်လာဆိုတဲ့မေကွန်လေးနဲ့ဆက်ခြင်းနဲ့ပေါ့ဆိုတော့ပထမဆုံးဒီမေကွန်ဖြစ်ဖို့အတွက် International Space Station ကပင်လာတော့မှရှိလဲပေါ့ International Space Station ဒီကျွန်တော်ကဘာရဲ့မြေမြင့်နေပြီအထက်ကီလိုမီတာ၄၂၀အကွာလောက်မှာတည်ရှိတယ်ပေါ့နော် ဒီ energy နဲ့ space station ကိုလွတ်တဲ့ပုံအတွက်ကြတော့ကျွန်တော်တို့နိုင်ငံတွေအများကြီးပုံအောင်ဆောင်ရွက်ကြရပါတော့အတိအကပုံအောင်ဆောင်ရွက်ခဲ့တဲ့နိုင်ငံတွေကတော့ American နဲ့ Russia ဖြစ်တယ်ပေါ့သူက energy နဲ့ space station စောက်ဖို့အတွက်ဆိုပြီးတော့တန်းပြီးတော့ရွေးချယ်ဖြစ်လာခဲ့လာဆိုတော့မဟုတ်သေးဘူးပေါ့เนาะ1950လောက်နှစ်တွေမှာတော့ American နဲ့ USSR ဆိုတဲ့ Soviet Union နဲ့ပေါ့ space race အကတာပဲဆက်မှုတွေတည်နေခဲ့တယ် Achieving the goal before this decade is out of landing a man on the moon and returning him safely to the earth အဲ့ဒီအချိန်မှာတော့ space station ဆောင်ဖို့အတွက်ဆိုပြီးတော့သူတို့ပူအောင်ဆောင်ရွက်ခဲ့တာမျိုးရှိဘူးเนาะဒါပေမဲ့သူတို့အတူတူမှာတော့ station တွေဆောင်ဖို့အတွက် program တွေရှိတာတော့ဥပမာ American မှာဆိုရင် space station freelance ဆောက်ဖို့အတွက်ဆိုပြီးတော့ Tamara Ronnie Freegan က1984ခုနှစ်မှာစပြီးတော့အကောင့်ထဲပို့ခဲ့တယ်ပေါ့နော်။ Russia ကလည်းဒီ space station program တွေအတွက်ဆိုပြီးတော့ မာမော်ဂျူလာတွေလွတ်တင်ခဲ့ရပေါ့နော်။ဒါပေမဲ့ဒီ space station ဖြစ်လာဖို့ကြတော့အစီအကလာပြီးသွားတယ်။နောက်ဘယောင်းဝက်ကွေးသုံးမှုမှာမှာ American နဲ့ Russia နဲ့ဟာဘောဆောင်ရဖို့အတွက်သဘောတူခဲ့ကြတယ်။ space station program က program တစ်ခုပေါင်းပြီးဖြစ်လာတယ်လို့ပဲပြောရမှာပေါ့။ပထမဆုံးလွတ်တင်ခဲ့တာကတော့1998ခုနှစ်မှာ Russia နဲ့ပြီးမှ Zara ဆိုတဲ့မော်ဂျူကိုလွတ်တင်ခဲ့တယ်။ပထမဆုံးမော်ဂျူပေါ့နော်။ and liftoff. Liftoff of the Proton rocket and the Zarya control module. The International Space Station is underway. The Proton building up thrust, good roll and pitch program according to flight controllers. The first component of the International Space Station heading toward orbit. 本茂的模具落地以后，那拉一下嘛，US 卡嘞，都 Unity 模具做完了，等一下先弄完，不咯？然后落地去，第二个路不难有。 space station ကိုကျွန်တော်တို့ debris တွေလွတ်တင်နေတာမဟုတ်ဘူးလေကိုအတုံးလေးတခုနဲ့တခုဆက်သလို engine ကြီးကိုလွတ်တင်ပြီးတော့ဆက်ထားတဲ့အပေါ်မျိုးပေါ့ ISS မှာဆိုရင် သူက structure နှစ်ခုရှိလဲပေါ့ USOS လို့ခေါ်တဲ့ United State Operating Segment နဲ့ iOS လို့ခေါ်တဲ့ Russia Operating Segment ဆိုပြီးတော့အဓိကအပြည့်နှစ်ခုခွဲထားလိုက်ရတယ် Russia Operating Segment မှာကျတော့ Russia နေကိုအဓိက deploy လုပ်ပြီးတော့ United State Operating Segment ကိုအဓိက deploy လုပ်တာကတော့ base လုပ်တာကတော့ US ရဲ့ Space Agency NASA ဖြစ်မယ် EU ရဲ့ European Space Agency Japan ရဲ့ JAC နောက်ပြီးတော့ Canada ရဲ့ Canada Space Agency တို့ကနေပေါ်မှာပူ ောင်းတိစောက်ထားတယ်ပေါ့ပထမဆုံးဒီအကသာယမှုတွေတွားရောက်ခဲ့တာတော့2000ခုနှစ်နိုဝင်ဘာ2ရက်နေ့မှာစပြီးတော့တွားရောက်ခဲ့ရော ISS ကအမြင့်ပေ400ကီလိုမီတာလောက်မှာရှိရပေါ့နော်ကဘာအကျောင်းကကြတော့ဒီ level 1ကနေပြီးတော့မှမြင်နေပြန်တိဆိုရင်6388ကီလိုမီတာရှိရပေါ့ မိုင်ဖြစ်ဆိုရင်3963မှာရှိတယ်။ကမ္ဘာအကျုံးအကွာဝေးနဲ့ဒီ International Space Station အကွာဝေးပေါ့နော်။ ISS ရဲ့အကွာဝေးဆိုရင်ကီလိုမီတာ400ကျော်ဆိုတာတကယ်တမ်းဆိုရင်သူ့ရဲ့16ဘုံဘုံတဘုံစာလောက်ပဲရှိတယ်။အရင်ဝေးတဲ့နေရာမျိုးမဟုတ်ဘူး။အဲ့ဒီနေရာမှာကျွန်တော်တို့ကမ္ဘာမြေပြင်ဆွဲရတက်ရောက်လာဆိုတော့တက်ရောက်တယ်90%ပေါ့နော်။ Strong Gravitational Force တက်ရောက်တယ်ပေါ့။အဲ့ဒီ Gravitational Force ရအောင်မှာကမ္ဘာစကန်ကကမ္ဘာပေါ်ဘာဖြစ်လို့ပြုံးကြလာလဲပေါ့။ပြုံးကြ လာလဲဆိုတော့ဒီအဲ့ဒါကိုပြောဖို့အတွက်ကြာပထမဆုံးကျွန်တော် space ကိုပြောရမယ်ပေါ့ဒီ agatha scan ကတနိုင်းကိုကီလိုမီတာ2800အမြန်နှုန်းနဲ့သွားတယ်မြန်မာပြည်မှာဆိုအမြန်နှမ်းပေါ်မှာတနိုင်းကိုကီလိုမီတာ100နှုန်းပဲမောင်းလို့ရတယ်ပေါ့ဒါပေမဲ့ဒီမှာကျတော့တနိုင်းကိုကီလိုမီတာ2800ဆိုတာ name no no space နဲ့တော့မဟုတ်ဘူးပေါ့အဲ့ဒါလည်းအကြောင်းရှိရပေါ့ဒါနေဆက်ဆက်ပြီးပြောပြမယ်ပေါ့နော်တနိုင်းကိုကီလိုမီတာ 2800ဆိုရဲအမြန်လုံးနဲ့ကဘာတစ်ဖက်ပြေးဖို့အတွက်ဆိုရင်သူမိနစ်90ပဲကြာတယ်အဲတော့ကျွန်တော်တို့ကဘာမီပြည်ပေါ်နဲ့ကြွားချကြတာကျွန်တော်တို့ကဘာမီပြည်ပေါ်မှာဆိုရင်24နာရီမှာနေဝင်နေထွက်ဖို့ကျွန်တော်တို့တစ်ခေါက်ဝင်မြင်ရတယ်ပေါ့ဒါရဲဆက်စမှာဆိုရင်နေဝင်နေထွက်ဖို့16ချိန်မြင်ရမယ်အဲ့ဒီအမြန်လုံးနဲ့အားကြောက်သွားနေရလဲအဲ့ဒီအမြန်လုံးကတော့သူကကဘာပေါ်ပြုံးကြလာဖို့အတွက်ကိုအဓိကပဲဥပမာကျွန်တော်တို့ဂေလုံးတစ်လုံးကိုအရင်အားဆိုင်မထုတ်ဝင်နေတိုင်းဖြည်းဖြည်းလေးပြစ်လိုက်မယ်ဆိုရင်ဂေလုံးကချက်ချင်းတူကြသွားမယ်ပေါ့နော်ဒါမှမဟုတ်အဲ့ဒီဂေလုံးကိုကျွန်တော်တို့အား အရင်ဆိုင်ပြီးတော့ပြစ်လိုက်မယ်ဆိုရင်တော်တော်ဝေးဝေးရောက်သွားမယ်ပေါ့အဲ့ဒီဘောပဲ space station ကလည်းအဲ့လိုကဘာရဲ့ဆွဲရတော့ကဘာဘောတို့ပြုတ်ကြနေတယ်ဒါပေမဲ့အမြန်တော့အရင်မြန်တဲ့အတွက်ကြောင့်သူကပြုတ်တော့ပြုတ်ကြနေတာမဲ့ကဘာမကြီးနေမထီဘူးဖြစ်နေတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုတော့ free fall လို့ခေါ်တယ်ဆိုတော့အဲ့ဒီရဟုတ် တခုဟာ free fall ဖြစ်ဖို့အတွက်ဆိုကျွန်တော်တွက်ထွားတဲ့ပုံစံကြီးရှိတယ်ပေါ့နော်သူက v equal to square root g m divided by r ပေါ့နော်အဲ g ဆိုတော့ဒီ gravitational constant ကိုပြောတာပေါ့ m ညတော့ဒီ mass of earth ပေါ့နော်ကမ္ဘာမြေရဲ့အလေးချိန်ပေါ့နော် r ကတော့ဒီ radius ပေါ့ radius ဆိုတာဘယ်လိုလဲဆိုတော့ဒီကမ္ဘာမြေရဲ့အလေပွိုင်းရနေပေါ့မှာ ISS ရဲ့အမြင့်ပေးပေါ့နော် altitude ပါ drop ထပ်ပေါင်းထည့်ရတာပေါ့အခုမှကျွန်တော်ဒီကဘာရဲ့အချင်းဝက်ကကီလိုမီတာ6300ခဏဆက်ရှိရှိရဆိုရင်အဲ့ဒီကအပေါင်းကျွန်တော်အခုအမြင့်400ပေါင်းထင်တာရတာဗောနော်အဲ့ဒီ R နဲ့စားမယ်ဆိုရင်ကျွန်တော်ထွက်လာမယ် velocity တိုင်းသွားနိုင်မယ်ဆိုရင်ကျွန်တော်34ဖြစ်တယ်ဗောနော်အဲ့ဒါဆိုရင် gravity ရှိရသားနဲ့ ISS ရှိရ blue တွေကဘာဖြစ်လို့ rim မျောနေတာ floating ဖြစ်နေတာလဲဗောအဲ့ဒါကြတော့ကျွန်တော်ဒီ ဝီလက်စ်နဲ့ဆိုရယ်ဒီ free fall ဖြစ်တဲ့အတွက်ကြောင့်သူရဲ့ consequences တွေနဲ့ခံစားရတယ်ဗောနော်အဲ့တော့ကျွန်တော်နောက် overview လေးတစ်ခုနဲ့အခွင့်အခါတင်တော့ထပ်ပြီးတော့ရှင်းပြပေးပါမယ် ISS ရဲ့အခြေအုံကတော့ American football ball long win တခွင်းစာလောက်ရှိတယ်။အဲဒီမှာတော့ကျွန်တော်တို့ပုံမှန်အပြည့်ကစားရင်မှုတွေ6ရောက်9ရောက်လောက်နေထိုင်ပြီးတော့ micro gravity မှာသူ့စည်နာတွေလုပ်တင်ကြတယ်ဗောနော် micro gravity မှာနေထိုင်နေဆိုရင်ဘာတွေဖြစ်ပြက်လာမလဲ။အဲဒါကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့တုံ့ပြန်မလဲ။ဥပမာဓာကစားမှာနေထိုင်နေလူတွေဟာဘာမှမပြောင်းအောင်လောက်ချင်းလမ်းမလျှောက်နိုင်တော့တာတို့ဒီကြွက်သားတွေ muscle weakness ဖြစ်တာတို့ဗောနော်ဒီအခါသားရင်မှုတွေကတနေ့ကို2နာရီဗောနော်အနည်းဆုံး2နာရီမဖြစ်မနေသူလည်းလေ့ကျင့်ခန်းကြီးလောက်ရတယ်ဗောအဲ့ဒီအားတွေ ကောင်တာပြန်လုပ်ဖို့အတွက်ပေါ့နော်အဲ့လိုမျိုး reset ရှိပေါ့ဒါကဘာအတွက်လဲဆိုတော့ကျွန်တော်ဒီအနာဂတ်မှာလူတွေကလောက်ပါအောင်လဲသွားကြမယ်နောက်တစ်ခုကအင်္ဂါဂျူပေါ်မှာလဲသွားရောက်နေထိုင်ကြမယ်ဆိုရင်အဲ့ဒီအတွက်ကိုဂျူဝီးပြင်ဆင်တဲ့သဘောအနေနဲ့ဘာလိုလဲဆိုတော့လေ့လာပြီးတော့အကျိုးတင်ပြင်ဆင်လို့ရနိုင်အောင်လို့ပေါ့ ISS ကိုကြာတော့ lower at all bit မှာ level စီရပေါ့လူသားတွေအတွက်ပို့ပြီးလုံလုံဆက်ကြအောင်လို့ lower at all bit မှာဆိုရင်ကဘာရဲ့ magnetic field ကလည်း partially တက်အောင်လည်းအတွက်ကျွန်တော်နေရလာတဲ့ radiation ကိုလည်း ်ခံနိုင်တယ်ပေါ့နော်အဲ့ဒီပုံရမြင့်သွားမယ်ဆိုရင်တန်ထက်အောင်ကြည့်ဖို့သင်နိုင်တယ်နောက်တစ်ခုကအကသာရင်မှုတွေဒီနေ့စဉ်အသုံးပြုဖို့ဟိုစားတောက်ဖို့အတွက်ကိုဟိုစားတောက်တွေလူတွေလိုအပ်ချက်တွေကိုတည်ယူပို့ဆောင်ပေးဖို့အတွက်ကြတော့ဈေးကအသက်သာဆုံးဖြစ်တာကတော့ you are at orbit မှာဖြစ်တယ်ပေါ့နော်တကယ်လို့အဲ့ဒီပုံမြင့်လေးလေး deep space တွေကိုရောက်သွားရင်ကြားစိတ်ကအရန်ကိုညာသွားမယ်ပေါ့နော်အဲ့ဒါကြောင့်လေသူတို့က lower at orbit ကိုယူချခဲ့တာဖြစ်တယ်ဒီအခါသားရေကတော့ဒီကျွန်တော်တို့လူသားတွေရဲ့တမိုင်းမှာအကြီးမားဆုံးနဲ့ဒီကုန်ကြစိတ်အများဆုံး တိဆောက်ခဲ့တဲ့အခါသားရင်မြန်လို့ပဲပြောမှာပေါ့။ lower orbit ကိုစီးရပို့အတွက်ဆိုရင်သူကကုန်ကြစိတ်ကဘလောက်လောက်ရှိလဲဆိုတော့ဒီတပေါင်းကိုဒေါ်လာတထောင်လောက်ရှိတဲ့ပြည်ဆိုင်ရာအခါသားစကန်ကကျွန်တော်တို့လူသားတွေအတွက်အကြီးမားသောအောင်မြင်မှုတစ်ခုလို့ပြောမယ်ဆိုရင်မှားမယ်ထင်ပါဘူး။ကျွန်တော်ဒီနေ့ဆွေးနွေးပေးချင်တာကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာတင်ဆက်ပေးကြတော့